ဆရာဒေါက်တာဖြိုတီဟာရဲ့မေတ္တာစကားများပြောတတ်ဖို့ဤဆောင်မကိုဖတ်ရှုခွင့်ပြုပါရန်ချမ်းအားလေးစားစွာခွင့်ထောင်လိုက်ပါရရှင်။စိတ်ကောင်းတော့ရှိပါရဲ့အပြောလေးသာမတတ်တာဆိုတဲ့သူတွေနဲ့တွေ့ဘူးကြုံဘူးချမယ်ထင်ပါတယ်။တကယ်လည်းဟုတ်တယ်။သူတစ်ပါးကိုကူညီတတ်တယ်စိတ်ကောင်းနှလုံးကောင်းထားတယ်မယုံပါဘူး။မကောက်ကြဘူးအပေကံရက်ရောတယ်။စကားပြောလိုက်ရင်ပိတ်တယ်လေးနဲ့ဘေးပြစ်ဖြစ်နေတာ။အဲ့ဒီလိုလူတွေကိုနားလည်ဖို့ ကျွန်တော်မကြာခဏလဲရေးဘူးတဲ့စိတ်ရဲ့သဘာဝဆိုတာကိုသိထားဖို့လိုတယ်။စိတ်ဆိုတာတစ်ခုပြီးတစ်ခုအကြအလတ်မရှိဖြစ်နေတာပါ။မြည်ရည်နဲ့ဥပမာတူတယ်။မနေ့ကလည်းဒီမြင့်ဒီနေ့သွားကြည့်တော့လည်းဒီမြင့် ရှိနေတယ်လို့ထင်ရတယ်။တကယ်ကအခု မြင်လိုက်ရတဲ့မြည်ရည်ဒီခဏနေရင်မရှိတော့ဘူး။စီးသွားပြီ။နောက်ထပ်မြည်ရည်အစ်စ်ဖြစ်သွားပြီ။ဒီလိုပဲစိတ်ဆိုတာကလည်းရှိနေတာမဟုတ်ဘူး။တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်နေတော့ရှိနေတယ်လို့ထင်တာ။ စိတ်ချမ်းသာရေးအတွက်ဖြစ်ဖြစ်စိတ်ဖြူစင်ရေးအတွက်ဖြစ်ဖြစ်ဒီသဘောကိုအရင်ဆုံးနားလည်ထားဖို့လိုတယ်။ဂုဏကလူတွေကြောင့်ပြန်ဆက်ရရင်သူတို့မှာစိတ်ကောင်းစေတနာဖြစ်တဲ့အချင်းရှိတယ်။လူတွေအကူအညီလိုအပ်နေတာမြင်ရင်ကရုဏာတွေဝင်းလာတယ်။ငါတို့ဒီလိုမယုံမှသင့်ဘူးအမျက်မထုတ်သင့်ဘူးဆိုတဲ့စီးရီပေါင်းနေရှိတယ်။ဒါမဲ့တချို့အချိန်တွေမှာတော့ဒေါသတွေတစ်ဖက်သားနေနာအောင်စိတ်ညစ်အောင် ပြောလိုက်လုံလိုက်ချင်တာတွေရှိတယ်။ အတ္တမာနာကြီးသူတွေဖြစ်နေတတ်တယ်။ဒါမှမဟုတ်လဲကိုယ့်ကိုယ်ကိုအလိုမကျတာကိုယ့်ဘဝကိုမကျေနပ်တာတွေရှိနေတယ်။အဲ့ဒီကစကားကောင်းထွက်မလာတော့ပဲ။ရင်းရင်တီးတီးတွေဒါမှမဟုတ်မပြောလဲရတဲ့စကားတွေပြောမိကြရော။ဥမာတယောက်ယောက်ကဟင်းနေချက်ထားတယ်။ပုံမှန်စားနေကြထမင်းဟင်းထက်ထူးခြားတာတခုခုကိုချက်ထားတာမျိုးချက်လေမရှိသူမချက်တတ်သူကစ조사ပြီးချက်ထားတာမျိုးပေါ့။အဲ့ဒီကသူတို့ဘာလိုခြင်းပဲ။ဘာဖြစ်ခြင်းပဲထင်တယ်လေ။ ချက်ထားတာကိုအားဝရရစားကြတာကောင်းလိုက်တာဆိုပြီးချီးကျူးကြတာကိုလိုချင်တာပဲသူ့ရဲ့အားထုတ်မှုကိုအတိအမှန်ပြုတတ်ရင် သူ့ကိုစိတ်ချမ်းသာစေခြင်းရင်အဲ့ဒီစကားတွေကထွက်ကိုထွက်တယ်ဒါမဲ့အပေါ်ကလို စိတ်အခြေအနေတွေဖြစ်နေတဲ့အခါဒီလောက်ကလေးတောင်လုံမပေးနိုင်တော့ဘူးအဲ့လိုနဲ့အတိအမှန်ပြုဖို့ကို ပြက်ကွက်သွားတတ်တယ်ပုံစိုးရင်အဖြစ်ပါတင်မိပြောမိတဲ့အထိဖြစ်သွားရောတယောက်ယောက်ကလာစားထုတ်ရမဝမ်းမန်းတသားနဲ့အေးအေးဝဲတိုက်တယ် delivery လာပို့တဲ့ချိန်နောက်ကြတော့ရေခဲတွေပျော်ပြီးရတာကပေါ့နေပြီဝယ်တိုက်ရတဲ့သူကလည်းမျက်နှာတွေပြက်လို့ပေါ့ဒါမှမဟုတ်မာမိလိုက်တဲ့ဆိုင်ကအရသာမကောင်းတာလည်းဖြစ်နိုင်တယ်အဲ့ဒီခါဘဲဆိုင်တွေကနေမှားနေမှန်းလည်းမသိဘူးအေးရတာတောင်ပျောက်ကုန်ပြီလို့ပြောရင်ဇီနာနဲ့ဝယ်တိုက်ရတဲ့သူကဘယ်လိုခံစားရမလဲသူ့ပျော်ကလေးပြတ်သွားမှာပေါ့အဲ့ဒီအစားထောက်လို့ကောင်းတယ်နေပူပူမှာရင်ကုန်အေးသွားတာပဲစားတဲ့ စကားလေးကိုပြောပြရင်ဝင်သာရတာပေါ့မူသားဖြူသုံးနေဆိုတာတည်းတပတ်သားရဲ့စေတနာကိုအတိအမှတ်ပြုပေးတဲ့သဘောလို့ကျွန်တော်ကတော့ခံယူတယ်တနည်းအားဖြင့်ပြောရင်မေတ္တာစကားတွေပဲတကူကူထောက်ပြခြင်းရင်အကြံပေးခြင်းတောင်မှပြောလို့ရတဲ့တခြားအချိန်တွေများကြီးရှိပါတယ်ကူးချက်ခြင်းပြောမှရတာမှမဟုတ်တာသူပြောနေတာလေးကိုမပြတ်စီပါစေနဲ့လားအောင်မြင်မှုဖြစ်ဖြစ်ဝမ်းသာကြဖြစ်ဖြစ်တကူကူ ရလာရင်လည်းဒီလိုပဲဥမာငါဒီနေ့10မိနစ်တောင်ဆက်တိုက်ပြေးနိုင်ခဲ့တယ်ပြောလို့ဟွန်း10မိနစ်လောက်ကလေးကိုများစားဖွဲ့နေသေးတယ်။ငါဆို15မိနစ်အသာလေးပဲလို့ပြန်ပြောခံရရင်ဘာလို့နေမလဲစဉ်းစားကြည့်။ဟုတ်တယ်။10မိနစ်ကတခြားသူတွေအတွက်ဘာမှမဟုတ်ဘူး။ဒါပေမဲ့ကို့အတွက်ကြတော့ဟုတ်နေတယ်။ဟုတ်လို့ဝမ်းလဲသားနေတယ်။အဲ့ဒါလေးကို sharing လုပ်လိုက်တဲ့အခါအခုလို့ပြန်ပြောလိုက်ရင်အဟုတ်သက်သက်ကြီးဖြစ်သွားတာပေါ့။ဒါလေးတွေကအမှတ်တမဲ့ကြည့်ရင်ဘာမှမဟုတ်ဘူးထင်ရပေမဲ့ ဆက်ဆံရေးတွေမှာအင်မတန်ရေးကြည့်ပါတယ်။တရားမရတယောက်စည်းနောင်ပေးတယ်၊မိသားစုတွေကိုနှွေးထွေးစေတယ်၊ပျော်ရွှင်စေတယ်။အမားတစ်ခုခုလုံမိမှာကြောက်နေ၊ရှိန်းနေစရာမလိုတော့ဘူး။အပြစ်တင်ခံရမှာစိုးမနေရတော့ဘူး။အောင်မြင်မှုတစ်ခုခုရလာရင်လည်းမျှဝေခြင်းနဲ့ဒါကြောင့်မို့မေတ္တာစကားဆိုတတ်ဖို့ appreciate လုပ်တတ်ဖို့ကသက်အရေးကြီးတယ်။အဲ့ဒီအတွက်ကိုယ့်ရင်ထဲမှာမေတ္တာကရုဏာမုဒိတာတရားတွေမကြမကြဖြစ်နေအောင်လေ့ကျင့်ထားဖို့တော့လိုတယ်။ မေတ္တာစာဒေါသကရုဏာစာနှိပ်ပါသူတွေကိုအနာယူလိုက်မယ်ဆိုတဲ့ထောင်လွှားမှုမုဒိတာစာအတ္တမာနဂုံတုဂုံပြိုင်တွေများနေဘယ်လိုနည်းနဲ့မှဒီလိုစကားတွေအတိအမှန်ပြုတ်မှုတွေလုံနိုင်မှာမဟုတ်ပါဘူးဒေါသထွက်နေရင်အကောင့်ပြောဖို့ဝေးလို့တမင်တကာအကန့်နေတောင်ပြောမိတတ်ပါသေးတယ်အိမ်တော်ကြီးအစီအမပြေတဲ့ကသာသမီကိုချီးကျူးဖို့ရလဲခက်သွားတတ်တယ်ငွေကြေးတိတ်မပြေစုံတဲ့တငယ်ချင်းကသူ့ရှိတာလေးနဲ့ဝယ်ကြွေးတယ် အဲ့ဒါကိုအတိအမှန်ပြပြပဲငါတို့ကဘယ်ဆိုင်ကဟာမှစားတာဆိုပြီးပြန်ပြောနေတာကလည်းထောင်လွားမှုကြွားပေါမှုတစ်မျိုးပါပဲဂုံတုဂုံမြိုင်လောက်တယ်ကိုယ့်ထက်သာသွားမှဆိုတယ်ဆိုတာကလည်းတစိမ့်နေမပြောနဲ့မိသားစုဝင်အချင်းချင်းကြားလေနဲ့မရကြားနောက်ဆုံးမိဘနဲ့သားသမီးကြားတောင်ရှိတတ်ပါတယ်အဲ့ဒီကမှအတိအမှန်ပြဖို့ချီးကျူးဖို့ဝင်လို့အပြတ်ဖက်ကကြီးထိုင်ပြောနေမိတော့တယ်ခုပြောခဲ့တဲ့အချက်တွေကစိတ်ရအညစ်အကြေးတွေပဲ ဒါရီပေစိုးတဲ့အခါနှုတ်ကစကားကောင်းမထွက်တော့ဘူး။လောရက်တွေကလည်းမမှန်တော့ဘူး။မနှောကန်ဆိုတာကာယကံဝစီကံရဲ့ရေသောမြေပင်ဖောက်လား။ဒါကြောင့်မဲစိတ်ကအရေးကြီးဆုံးလို့ဗုဒ္ဓဝါဒကမှတ်ယူသလိုဗုဒ္ဓဆုံးမတော်တော်များများကလည်းစိတ်ကိုအခြေပြုတဲ့သင်ကြားမှု Mind Center Teaching ကြီးဖြစ်နေတာပါ။စိတ်တန့်ရှင်ဖို့ကလူခန္ဓာကိုတန့်ရှင်ရေးလို့ပဲဒီနေ့အရေးချိုးပြီးလို့နှက်ပြန်ချိုးစရာမလိုတော့ဘူးမဟုတ်ဘူး။အမြဲလုံးနေရမယ့်ကိစ္စဖြစ်တယ်။ မလောက်တာကြာလာတာနဲ့အမျှမြစ်သေးပြီးအနှံ့တွေထွက်လာမှာပဲတပားသူတွေစီကူးဆက်ကုန်မှာပဲရုပ်တန့်ရှင်ရဲ့အတွက်နေ့စဉ်မှန်မှန်ရေချိုးအဝတ်လဲကြသလိုစိတ်တန့်ရှင်ရဲ့အတွက်လည်းအချိန်ပေးကြဖို့လိုပါတယ်ဒါမှသာနှုတ်ကနေမေတ္တာစကားချစ်ပွေတော်စကားတွေထွက်လာနိုင်တာပါပြောရရင်ပတ်စံမကုံလူမပင်မန်းတဲ့ကုသိုလ်တစ်မျိုးတစ်ဖက်သားကိုအကျိုးပြုမှုတစ်ခုပါပဲကိုယ်တိုင်လည်းအတိမတ်ပြုမှုကိုခံကျင်ကြတာပဲလေ သူများတွေလည်းလိုချင်မှာပေါ့အဲ့လိုကိုချင်းစာစိတ်လေးမွေးပြီးဖြောက်ဆူဆက်ဆံကြည့်ပါနှွေထွေးမှုပျော်ရွှင်မှုစီးနှံမှုတွေကိုတိတိတတာခံစားလာရပါလိမ့်မယ်ဒေါက်တာဖြိုးဒီဟာ9ရက်9လ2024မှတ်ချက်ဒီဆောင်မကလူမုံများရင်များပါစေမန္တာကိုပြောမယ်ဆိုတဲ့ရက်ဒီချက်ခိုင်မာတဲ့သူတွေမူသမားတွေကိုမရည်ရွယ်သလိုနှုတ်ချိုချိုနဲ့ သူရောနောက်ကျော်ဓာတ်နဲ့တို့ကိုလည်းမဟုတ်ပါဘူးမေတ္တာခြေပြုစကားလေးတွေဆိုရင်တွေးတွေးပျော်ရွှင်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ကြဖို့ပဲရည်ရွယ်ပါတယ်လို့ဆရာကထည့်ရေးထားပါသေးတယ်ရှင်ဆရာရဲ့မေတ္တာနဲ့ရည်သားတင်ဆက်ထားတဲ့စောင်းပါးတွေကိုဆက်လက်ပြီးလည်းတင်ဆက်ခြင်းပါသေးတယ်ရှင်ဂျေဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ကြပါ